မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါကျမ်းချမ်းသာပါစေလို့မြတ်တာပို့ပါရရှင် BN ရဲ့အပေါင်းမှလည်းကင်းဝေးဖို့အလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ကျမကြိုက်မိတဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြခြင်းလို့ပါဝတ္ထုလေးရဲ့နာမည်ကလာချင်းကောင်းသော လူကလေးလေဆရာမကြီးခင်နေယူရတဲ့ဝတ္ထုလေးပါရှင်မြင့်တရက်ခန့်ကျင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော် လာချင်းကောင်းသောလူကလေးမိမိဟာအင်ရှင်မတယောက်အနေနဲ့အဝေးကရောက်လာမဲ့ဧည့်သည်အမြောက်အများကိုကြိုဆိုခဲ့ဘူးပါလေသူတို့တွေအိယာနေရာစားဖို့တောက်ဖို့နေရာထိုင်ခင်းအပန်းပြေနားနေစရာတွေကိုပါပြင်ဆင်ပြီးဝမ်းပန်းတသာစောင့်နေရတာပါပဲဒါပေမဲ့အဲ့ဒီကြိုတင်ပြင်ဆင်မှုတွေဟာတားလာတော့မယ်ဆိုတာကိုသိလို့ကြိုတင်ပြင်ဆင်ရတာတွေနဲ့ဘာမှမတူပါလားတားတားကိုလည်းမမီတခါမှမမြင်ခဲ့ဘူး သူလေးဟာအကြီးတန်းသောတငယ်လေးများလားသူလေးဟာလှပတင့်တယ်သူပေပဲလားအလွန်ဆိုးသွမ်းတဲ့တငယ်စိုးလေးတယောက်ပေပဲလားချစ်လက်တိတ်သေးတဲ့သားလေးမလေးပဲဖြစ်လိမ့်မလားမမီဟာအိတ်မပြောခင်မှာရောအိတ်ပြောသွားတဲ့အချိန်အိတ်မထဲမှာရောမမီမမြင်ဘူးတဲ့သားရဲ့ရုပ်ရည်ကိုမျော်မှန်းတွေးခေါ်ခဲ့ရတာအမောပါပဲအော်သားလေးအပန်းဖြေနားနေအိတ်ဆက်ဖို့မမီမှာမှွေရလေးကိုပထမချုပ်မိတယ် ခွန်ခက်နုနုလေးပေါ်မှာမမီကြိုက်တဲ့ရွှေရောင်ပြားလွှလွဖဲစာလေးအပေါ်ဟာအုပ်ပြီးမှုရလေးကိုချုပ်ယိုးကြမ်းကြမ်းကြီးတွေမထင်အောင်ချုပ်ရတယ်။တားချုံဖို့အပြာနုရောင်သုံးဝေးဆောင်လေးကိုလည်းဆင်သင့်ဝယ်ထားရသေးတယ်။ဆောင်လေးပေါ်မှာရုံရုပ်ကလေးနှစ်ကောင်ဖြူဖြူပူဖေးရယထားမောင်းလို့ကလေးကလေးရယထားကိုဆွဲလို့တားနေတာဒီအယုတ်ကလေးတွေကိုတွေ့ရရင်ချစ်တန်ကောင်းမှာပါလို့စိတ်ထဲမှာလည်းတဆက်တဲဆက်တွေးသွားတာကဒီဆောင်လေးကိုချုပ်ရင်းတားနေတာတဖြည်းဖြည်းကြီးထွားလာတော့မယ်။ သားလေးတည်တက်လာခဲ့ရင်ဖြင့်ဒီရုံရုပ်ကလေးနဲ့လက်ကလေးချောင်းကိုမေးတော့မယ်။ဒီခါကျတော့မမီဟာပြင်းလွန်းတဲ့ကိုရွှေရုံချောင်းဝရိယကောင်းတဲ့ကိုရွှေလေးလေးချောင်းကိုဖွက်ဖွက်နွယ်နွယ်ပြောပြရအောင်မယ်။ပုံပြောဆရာမကြီးဖြစ်ရအောင်ပါပါလားလို့တွေးမိတယ်။မမီရင်ထဲမှာတော့ကတွေဝင်လာပြန်ရော။သားဟာရုံလေးလိုအပြင်းကြီးနေမလား။လေတငယ်လေးလိုရိယကောင်းတဲ့တငယ်လေးဖြစ်အောင်မမီဘယ်လိုလုပ်ရပါမလဲလို့တွေးမိပြန်တာပဲတောင် တားဟုတ်ပုံတွေအများကြီးပြောပြရအောင်ပါပါလားအလက်ချင်ရောက်ရင်မမီငငယ်ကဖတ်ပြီးသားပုံမြင်တွေကိုပြန်ပြီးဖတ်ရပြန်ရောနက်နက်မိုးတောက်လို့ပြတင်းဖွင့်လိုက်ရင်ပဲနှင်းမုံပါတဲ့ဆောင်းလီတွေဟာမမီကိုနှုတ်ဆက်ကြတယ်မမီအပြူတော့ကဆိုရင်ဖြင့်နှင်းရီတောက်ထားတဲ့ပန်းခင်းတော်ထဲမှာအပြေးလွှားဆော့ကစားပြီးဆောင်းနက်နက်လီကိုအားရပါရရှူရတယ်အခုတော့တတညင်းညင်းတိုက်လာတဲ့ဆောင်းလီကိုတူတူတတပဲပြောပြရတယ်ရှိလာအတော်အတွင်းမှာကျမဟာ တဦးလေးနဲ့တွေ့ရတော့မယ်လို့သူတို့ကလည်းဝမ်းပန်းတသာမိမိသားကိုကြိုးစိုးကောင်းချီးပေးတဲ့သဘောနဲ့တားကိုစားမိမိပါဖို့ကိုတာတကြီးထိတွေ့နန်းရှုပ်သွားကြတယ်။မိမိဟာအရင်လိုမပြေးပဲပန်းကင်းနေထဲမှာဖြည်းဖြည်းတာတာရှောက်ပါလေ။ပန်းပွင့်လေးတွေကိုလည်းတားလာတော့မယ့်အကြောင်းပြောပြရင်ပဲသူတို့ဟာပွင့်ဘက်တွေကိုဆွတ်ဆင့်ကာကာလေးမှလွှင့်ပြီး တခွင်အပားတခွင်ကက်ပြီးတားနဲ့တွေ့ကြတော့မယ်အကြောင်းတဆင့်စကားတဆင့်သတင်းပါကြပြန်တော့တယ်။မကြခင်မဲရွှေရောင်ပေါ်မှာမဟုရာဆင်းလေးတွေခင်းထားတဲ့ခြုံရွာကိုခြုံထားတဲ့ပြားကောင်လေးတွေဟာနက်နက်နေကြီးမှပြန်ဝဲလာကြတယ်။ပြားကောင်လေးတွေကိုမြင်ရပြန်တော့တားရဲ့အနာဂတ်ကိုတွေးမိပြန်ရော။မမီဟာစောင်းလီပြင်းနဲ့ပန်းဝဲလွှာကြောင်းຫນွေອູ້ຍ້ວນຫນຸດີ ને ອໍອໍຕີ້ທັນອຈານກູປົ່ງແນມມາຕາແຖ່ຕື້ນປ ્યો ຫນາຍນາດກະລາ တကယ်ဆိုတော့မမေသားကမမေဟာရွယ်ရောက်လာရင်ဖြင့်တခြားလူသားတွေနဲ့အတူ ခစ်ဆိုတဲ့ခီးလမ်းမှာသွားခန့်ရအောင်မှာပါလားလို့တွေးမိရင်ပဲရင်ထဲမှာတင်းကျပ်သွားတယ်။မမေသားတကောတော့ရှင်ဆိုရင်ဖြင့်ตาလေးအတွေ့တီးတန့်ကဘာတစ်ခုဖန်ဆင်းပေးပါရဲ့အသားရဲ့မမေမျက်မှောက်ပြုတ်နေရတဲ့ကဘာကတော့လေထဲမှာရန်ငွေတွေဟာအပြည့်အစိတ်ပါလာပြီးတော့အသက်ရှူရတာတော့မဝရတဲ့ကဘာ။ ဘသူတွေကဘယ်အုံနောက်နဲ့ဘာတွေကိုကြံစီတွေးတောတီထွင်လိုက်တယ်မသိဘူးလူသားစစ်စစ်ကိုခုနကမမေမြင်ရတဲ့ပြားကောင်တွေဖြစ်အောင်လုပ်နေတဲ့ကဘာကြီးကလားမမေစိတ်ထဲမှာတာလိအရွယ်ရောက်လာရင်စီကစနစ်ကျပြီးခိတ်ငယ်လေးလိုဝရိယရှိုံမကတားရဲ့အတွေးခေါ်ဆင်ခြင်ညံကလေးတွေကိုတားဟာလွတ်လပ်စွာ တင်ပြဆွေးနွေးနိုင်ခွင့်ရှိတဲ့ခေတ်ကိုကြုံစီချင်ပါတယ်စီကံတော့ကြာနာပါရဲ့ ူများခိုင်းသမျှတုံးတိုက်တိုက်ကန်းတိုက်တိုက်လှုပ်နိုင်တဲ့လှုပ်တက်တဲ့နှလုံးသားမရှိတဲ့လူသားမျိုးထွန်းကားတဲ့ခင်မျိုးသားကိုမကြုံစေချင်ဘူးမမေတို့ရဲ့ကဘာကြီးကအခုတော့လမ်းဆုံလမ်းခွာကိုရောက်နေတဲ့သားသူတို့ဟာလူဆိုတဲ့စကားတစ်လုံးကိုကိုကြိုက်ရာကိုဆွဲပြီးအတိတ်ပဲအမျိုးမျိုးဖွင့်ပြနေကြတယ်။အော်ဒီအကြောင်းကိုတင်ပြဆွေးနွေးဖို့ကအချိန်စောလွန်ပါသေးကလားမမေဖြင့်သားကိုပြောချင်စောတွေ့ချင်စောနဲ့အတွေးတွေအလှမ်းကျဲသွားရပြန်ပြီ။ ဘာကတကယ်ဆိုတော့မမေကိုအတွေးကြည့်အောင်လုပ်နိုင်စွမ်းရှိပါကလားပြားလေးတစ်ကောင်ကိုမျက်နာနဲ့တားရဲ့အနာကပ်ကိုတွေးပြီးမမေပူပန်လိုက်တာတားအတွက်မမေစာဖွဲ့ခြင်းနဲ့တားအတွက်မမေစာရီရေးချင်လိုက်တာတားကိုမမေမြင်ရတော့မေနေကိုယောက်လာပြီမျက်ခုံးဝေးထူထူနဲ့ဆရာမလေးကအဝိဖြူလေးကိုပါးစပ်နဲ့နှာခေါင်းမှာစီးလို့မမေဖိုက်ပေါ်မှာနှခွက်ကလေးတက်တက်ပြီးတားရဲ့ရင်ခုန်တန်ကိုမိနစ်ပိုင်းနဲ့မျှနာထောင်ပြီးရှာတယ် မိမတွေဟာချစ်ဦးသူနဲ့တွေ့ကြနေတော့လဲရင်ခုန်ခဲ့ကြတာပဲဒါပေမဲ့အဲ့ဒီရင်ခုန်ပုံတွေဟာတောင်းကိုမိပထမဆုံးတွေ့ရမယ့်အချိန်မှာရင်ခုန်ပုံနဲ့လုံးဝမတူဘူးသားဒီတခါတော့မိမိအခြေချက်ပြလို့မရဘူးမိမိလေလူဝသာကရင်ပေါ်မှာအိတ်နေတယ်စိတ်ကတော့ခီးအဝေးကြီးကိုပင်ပန်းစွာသွားနေရတယ်လို့ပါပဲဝမ်းနည်းကနာကျင်တဲ့ဝေဒနာကြောင့်နှစ်ဖူးမှလည်းချွေးတွေပြက်ပြက်ကြလို့ဆ iam မလေးရဲ့လက်တွေကိုလည်းမိမိတအားဆုပ်ထားလွန်းလွန်း သူ့လက်ချောင်းလေးတွေများကြည်သွားမလားအောင်မရတယ်။မိမိဒူးတွေကဆက်ဆက်တုံးနေတယ်။တားရဲ့ဘွားကြီးပြောတဲ့စကားကိုသွားတရီရလိုက်တယ်။ချွေးတစ်ခါနှခါမပြန်ပဲနဲ့များတော့ဘယ်တော့မှမမွေးသေးဘူးဆိုတာ။ခါကိုလိန်ပြီးပြစ်ချင်လောင်ဝေဒနာပြင်းလာပေမဲ့မိမိဝမ်းပိုက်ထဲမှာတားရှိတယ်ဆိုတဲ့အသိကြောင့်မိမိကဒီဝေဒနာကိုချိန်ခံတယ်။အောင်လည်းချိန်ထားလို့လည်းသွားတွေများကြိုးမတက်ပါပဲ။ตาလေးအပြင်ရောက်ဖို့သူ့လမ်းကြောင်းဟာတက်လက်မှပဲလို့တော့တယ် ထမကလေးမှခံရတာပါလို့ဆရာမလေးဟာအေးဆေးတဲ့အတန်နဲ့မိမိအပအမင်းတော်ကြီးကိုပြောနေတယ်မိမိကြားရတယ်။ဒါပေမဲ့၃နာရီလုံးလုံးကြာတဲ့အထိတောင်းမမိမမြင်ရသေးဘူး။ตาလေးဟာပက်ကြည့်လေးများလို့ခီးသွားနေသလားကွယ်။တလက်မဆိုရခီးကို၃နာရီကြားရတယ်ဆိုတာမိမိမယုံကြည်ဘူးကွယ်။မိမိဖြင့်ဝေဒနာကိုသီးမခံနိုင်တော့ဘူး။ဆရာမကြီးတွေနဲ့ဒေါက်တာတွေလည်းမိမိအပအကိုဝိုင်းလာကြတယ်။ ျမကိုလှုပ်ချင်တယ်လို့လှုပ်ပါ။ဒါချမ်းချမ်းမမနဲ့ပြင်ရောက်ရင်ပြီးတာပါပဲ။မမီလေးအဲ့ဒီအချိန်မှာမမီအသက်ကိုပဲဆွန့်ရပါစီ။တောင်းဟိုသာအပြင်ဘက်ချောချောမောမောရောက်စီချင်တာပါပါပဲ။အော်တို့များမိမတွေဟာအားနှဲ့တယ်အားငယ်တယ်နဲ့အချိန်နဲ့တကယ်လူလားလို့တောင်းဆိုလာပြီးဆိုတော့အသက်ကိုတောင်ပြီးအပ်ပြီးချစ်သူအတွက်စွန့်စားရဲသူပါလားတာ။မကြခင်မဲ့မမီရမွေးခမ်းလေးကိုရောက်သွားတယ်။ခဏကြာမှလုံးဝသတိလစ်သွားတာပဲ။ မမီတတိယလို့မျက်လုံးဖွင့်လိုက်တော့ဖြူနွံ့နွဲ့ဒေါက်တာနှစ်ဦးရဲ့ဆရာမဝတ်တုတ်တုတ်ရဲ့ကသားလေးကိုမွေးဖွားပြီးကြောင်းတင်းကောင်းပါကြတယ်။မမီဖြင့်မျက်ရည်တွေပေါက်ပေါက်ကျလာတာပဲသားရဲ့။နင်းနီထွေထွေပိုးတောင်တဲလေးနဲ့တူတဲ့သားကိုအနီးဖြူဖြူလေးနဲ့ရစ်ပတ်ပြီးဆရာမလေးခေါ်လာတော့"ဩတလမခီကို၃နာရီကြောင်းလာခဲ့ရတဲ့တငယ်လေးပါလား"လို့မမီတွေးမိပြီးသားကိုတနားလိုက်တာ။တောင်းကိုချိုချိုစတိုက်တဲ့နေ့ရောက်တော့မမေစိတ်မကောင်းဖြစ်ရတယ်။ ။ဘာဖြစ်လို့လဲဆိုတော့နောက်45ရက်ရောက်ရင်မမေအလွန်မုန်းတဲ့အလုပ်ကြီးတစ်ခုလုပ်ရအောင်မေ။မမေမှာမမေမိတာတကူနဲ့တွန်ကြလာတဲ့မမေသွေးရဖြစ်တဲ့နှုတ်ရည်ဒီမမေရင်ထဲမှာအပြည့်ရှိပါလေသားနဲ့သားကိုနှုတ်မမှုတွေနဲ့ထားခဲ့ပြီးမမေအလုပ်သွားရအောင်မေ။ပြီးတော့ချွချိုးလေးတောက်လာရင်အဲ့ဒီနှုတ်ရည်အစ်စ်တွေကိုမမေညှိရအောင်မေ။မမေဒီအလုပ်မျိုးလုပ်ရမှာကိုသိတ်ဆက်ဆုပ်တာပဲ။ဒါပေမဲ့လုပ်ရအောင်မေ။ စီယုံဟာစင်ပြီးအိမ်ပြန်ရောက်တော့တောက်ဦးညင့်ဦးမမေမေနိုးပါအောင်တိုက်သိခဲ့တယ်။အပြင်မှာလာဝန်းဟာထိန်ထိန်သားလို့မေမေတို့အိမ်ခန်းမရက်လည်းလင်းနေတာပဲ။မေမေဟာပရင်းကနေလာမင်းကိုမော်ကြည့်မိတယ်။ယောက်ျားကြီးဟာသူတို့ချစ်သူရီးစားကိုစားဖွဲ့တဲ့နေရာမှာချစ်သူမျက်နှာဟာလာမင်းနဲ့နှစ်လေးသာအေးမြလိုက်တာလို့ဆိုကြတယ်။မေမေကတော့လာမင်းကြီးနဲ့သားမျက်နှာကိုမနှိုင်းရပါဘူး။ခုနှစ်များလက်နက်သားက မမေသားကြီးနဲ့လာမင်းကြီးနဲ့လဲမလားဆိုရင်မမေကတော့ပြန်ပြောမှာပဲမမေသားလာမင်းကြီးနဲ့မလဲနိုင်ပါလို့ပြောမှာပဲလာမင်းကြီးကလောကထတခွင်ကိုသာသူ့ရဲ့အေးမြတဲ့ရောင်ကြီးနဲ့ရှွွှန့်ပပသားနိုင်စီပင်မဲ့လို့မမေရဲ့နှလုံးသားတနေရာကို သူ့ရောင်ကြီးထိုးဖောက်ပြီးမလင်းနိုင်ပါဘူးသားရဲ့သားမျက်နှာဝင်းပပကလာမင်းကြီးလိုမကြီးပင်မဲ့သားကိုမြင်ရရင်မမေအသေးနှလုံးကိုနေရာမလတ်ဝင်းထိန်သွားအောင်အလင်းရောင်ပေးတာ哦 ရှုံးမြတ်တာကြီးရဲ့သားရဲ့မျက်နှာဟာမိမိရဲ့နှလုံးသားကိုအေးစိမ့်ပြီးသွားစေတာပဲပြီးတော့လေဖိုးလန့်မင်းကြီးဟာတည်င်း၄ဘက်မှာနှစ်ပတ်သာလောကကြီးမှာလင်းနိုင်သူပါကွယ်မိမိသားကတော့ထာဝစဉ်မိမိရင်ခွင်မှာလင်းအောင်ပေးနိုင်တာ哦ဒါကြောင့်မို့မိမိသားကြီးလန့်မင်းကြီးနဲ့မလဲနိုင်ပါလို့မမေစကားဆိုရင်မိမိဟာမလွန်မအောင်သားရဲ့နောက်နေ့နဲ့မှာတောင်းကိုမိမိဟာအိတ်ခမ်းထဲမှာတိတ်ထားခဲ့တယ် တောင်းဝင်းနေရစေမတွေ့ခဲ့ရတဲ့မမေပန်းခင်းနေစီမမေလျှောက်သွားမိတယ်။လေးငါ၆လကြာရင်ပုံနွေးတဲ့နေအောင်ကြည်ထဲမှာသားလေးကိုထင်းရင်ပန်းနေကိုပြရအောင်မယ်။မမေဟာဆောင်းဦးတော့ကပန်းပင်လေးတွေမိမာပြိုးခဲ့တယ်။ဆောင်းလေရောက်တော့သူတို့လည်းပွင့်ရောသားကိုလည်းမမေမွေးရောသူတို့ကိုပွင့်စီသူရဲ့သားမို့ပန်းလေးတွေဟာသားကိုလည်းချစ်ကြရှာမှာပါပဲ။ မမေအဲ့ဒီလိုစိတ်ကူးနေတော့မာလီကြီးကအဲ့တဲ့တယောက်မမေကိုတွေ့လို့တယ်ဆိုလို့အိမ်ဘက်ကိုမမေပြန်လျှောက်လာတယ်။အဲ့တဲ့ဟာတန်ဆွဲတကားရဲ့အဝါလေကားတက်မှငုတ်တုတ်ထိုင်းလို့ဝိစားတွေကလည်းနွမ်းလို့သူ့သားညာနေလောင်ထားလို့မွဲချောက်ချောက်ဖြစ်နေတယ်။သူ့ထမင်ကလည်းဒူးထက်မှအဖတစ်ခုနဲ့အောင်နာကလည်းစုပ်နေတယ်။လူဝါသာခြောက်နေတယ်သူ့ဖြင့်ချမ်းအင်ကြီးဟာသူ့ချွတ်ချိုလုံးဝမဖုံးနိုင်လောက်အောင်မေ။ သူ့ရင်သားညိုမောင်းမောင်းဟာလုံးကျစ်နေတာပဲသူ့လက်ထက်ကလေးကြီးကမိမိသားသုံးစားလောက်ရှိတယ်မိမိဖြင့်မိမိချင်းချစ်သွားတာပဲသူ့အမေလက်ထက်ကလန်ကလန်နဲ့မိမိကိုလှမ်းကြည့်တဲ့သူ့မျက်လုံးဝင်းဝင်းနဲ့နဲ့ကြီးကတောက်ပလိုက်တာစီမရှိတဲ့သူ့မိရဲ့နှထင်ဇက်ကသပင်းလေးလဲဖွာလန်ကျဲနေတာပဲကျမကိုတွေ့ကျင်နေဆိုတာဘာလို့မလို့လဲမိမိဟာသူ့နဲ့လေကားတက်မှာပဲအတူထိုင်ပြီးမေးလိုက်တယ်သူဟာမိမိကိုရုတ်တရက်စကားမပြောနိုင်ဘူးအကြာကြီးပဲစိုက်ကြည့်နေတယ် မမေနဲ့သူချိတဲ့တံကိုအတော်တင်းခံရတယ်။သူစကားဆပြောတော့လည်းမမေကိုမချိရတော့ဘူး။တစ်ဖက်မျက်နှာလွှဲပြီးမှပြောတယ်။ကျမကလေးကိုဝင်း90နဲ့ရောင်းချင်လို့။သူ့အတန်ဟာတုံပြီးထွက်လာတာနဲ့အမျှမမေတကူလုံးလည်းအေးဆက်သွားတယ်လို့မမေထင်တယ်။မမေကဘာပြန်ပြောရမှန်းလည်းမသိဘူး။ဘာစကားလုံးမှလည်းမမေပါစက်ကထွက်မလာဘူး။အမလီမမေမှဖြင့်ကြီးကျယ်လိုက်ရတာ။ตาအတွက်တွေးခေါ်လိုက်ရတဲ့စိတ်ကူးစိတ်သန်းနေ။ตาအတွက်ပဲကြမ်းတဆောင်ပြူရတော့မလို့လို့ တားအတွက်ကဘာတစ်ခုပဲတီးတန့်ဖန်ဆင်းထားရတော့မတက်49ယူဇနာရှိတဲ့လောင်ဝင်းကြီးနဲ့တောင်မမေ့မှဖြင့်တားပေါက်ဆကိုနေထွေးကိုမလဲနိုင်ဘူးဖြစ်လျက်ရတဲ့အဖြစ်ခက်သေးသေးဒီမှာဘက်မှာလောင်ဝင်းကြီးနဲ့တောင်မလဲနိုင်ပါလို့အဖြစ်သေးနေတော့ဟိုမှာဘက်မှာတော့သူ့ရင်သွေးကိုငွေသား90နဲ့လာရောက်နေပါပကောအမလီဘလို့အဖြစ်မျိုးပါလေမမေလည်းမျောခေါ်မှန်းစာထားတဲ့အတွေးအဆိုင်ခဲကြီးတွေလုံးချေပြစ်လိုက်ခြင်းနဲ့ မိမိရေးချင်တယ်ဆိုတဲ့စာရင်းရေးမဲ့စာရွက်တွေကိုစုပ်ဖြဲပြစ်လိုက်ချင်တယ်။မိမိလက်တွေခြေတွေလည်းအေးဆက်နေတာပဲ။မိမိရင်တွေလည်းခုံးလို့။မိမိသားကိုမိမိချစ်တယ်လို့သူ့သားကိုလည်းသူချစ်ရှာမှာပဲ။ဒီမိမငယ်သားစာတက်လို့စာရင်းရေးချဲတတ်ရင်သူ့သားအတွက်သူလည်းကြမ်းပြုတ်မတတ်ချစ်ရှာမှာပဲ။သူလည်းပထမဆုံးသူ့သားငယ်ကိုမြင်စားကလာမင်းကြီးနဲ့မလဲနိုင်မဆိုတဲ့အတွေးခေါ်သူ့ကောင်းနဲ့ဝင်လာမှာပဲ။အခုတော့လေငွေ90နဲ့သူ့သားငယ်ကိုလဲနေပါပကော။ မမြင်ရတဲ့တကယ့်ကိုအထိပယ်နားမလွတ်တယ်လို့ပဲသူ့ကိုပြန်မိမိတယ်။ရှင်ရှင်ဖာပြောတာလေ။မိမငယ်ကနှခမ်းနေတဆက်ဆက်တုံနေရကကျမသားကိုဝင်း90နဲ့ရောင်းချင်လို့လို့ထပ်ပြီးပြောရှာတယ်။မမေပဲလှဲ့မလာတဲ့သူ့မျက်နှာကိုမမေကြည့်လိုက်မိတယ်။ညိုမှောင်နေတဲ့မျက်ခမ်းဆက်မှာမျက်ရည်လုံးကြီးတွေကရီလေးခိုးနေကြတယ်။မမေကသူ့လက်ထက်ကလက်ကင်ပေါ်မှာနဲ့အသာပဲသူ့မျက်ရည်ကိုတုပ်ပေးလိုက်တယ်။မိခင်ချင်းချင်းဆိုတဲ့စိတ်ကဒီနေရာမှာမမေကိုအလိုလျောက်မျက်ရည်တုပ်ပြီးအောင်တိုက်တွန်းနေတာပဲ သူ့မိခင်မျက်နှာကိုထိရင်ပဲလက်ထဲကตาကြီးကဟူးဝါးနဲ့ဩရှာပါရောမမေဖြင့်ကလေးကိုလှမ်းချီရင်မိမငယ်နဲ့တူရုံးကိုမိတယ်မာတာယထာနိယံပုတ္တမာယုတာဧကပုတ္တမနုရခိတူရဲသောသားငယ်ပေါ်မှာမွေးမိခင်ဟာလွန်ကဲကျင်နာသောမေတ္တာဖြင့်ဆောက်ရှောက်တဲ့ကဲ့သို့တတ္တဝါများအပေါ်မှာမေတ္တာထားရမည်လို့ ်စွာဘုရားသခင်ဟာမေတ္တာတုံမှာမိခင်မေတ္တာကိုဆန်ထားပြီးဟောကြားခဲ့တယ်။အဲ့ဒီလိုဘုရားသခင်ကိုယ်တော်တိုင်ဆန်ထားတဲ့မိခင်ရဲ့မေတ္တာဟာကုန်ခန်းသွားလို့လား။ဒီတငယ်မဟာသူ့သားကိုလာရောက်လာတာ။မိမိကသိပါလေ။ဘာကြောင့်ရောက်ရတယ်လဲဆိုတော့မိမိသိပါတယ်။သူ့ကိုမမီးရဲ့မပြောရနိုင်ဘူး။နှစ်ယောက်လုံးရဲ့ရှင်ထဲမှာဝေဒနာကိုစီနဲ့ခံစားလိုက်ကြတာမချိမဆက်ပါလေ။သားကိုရောက်ရပြင်မဲ့ချမ်းချမ်းသာသာရှိစေခြင်းနဲ့ ရှင်တို့မှာကလေးမရှိဘူးလို့တခါတော့ကရှင်တို့ရဲ့အမလေးကြီးကအိမ်ရွာပြန်လာမှာပြောခဲ့ဘူးလေ။ "तू आ မျက်ရည်တုပ်ရင်စကားဆက်ပြောရှာတယ်။ရှင်တို့ရဲ့အမလေးကြီးနဲ့ကျမတရွာတယ်ပဲကျမတရေသမီးက။မမေသူ့စကားကိုပဲနားထောင်နေတယ်။မမေမှာတာဝုယောက်ျားလေးရနေပြီဆိုတာလည်းသူ့ကိုပြောမပြပါဘူး။ရှင်ယောက်ျားကဘာလုပ်တယ်လဲ။လေသမားပါ။ကျမတို့မှာကလေးရများလွန်းနေ။စပားတွေပိုးထွက်ပေမဲ့ကိုမောင်စိတ်အတိုးကလည်းပိုးလာတယ်။ကလေးတွေကလည်းပိုးပိုးလာတယ်။ ခုမောင်ဆင်ကဘာတူလဲဝေတိုးချေးစားသလားသူအတိုးကြီးယူရင်တကြီးကိုတိုင်မလားပြီးတော့ရှင်တို့တအေးကောက်ကိုအမတော်ကြီးနှစ်ချက်ပို့ရလာပြီဆိုရှားတာတော့ဟုတ်တာပေါ့ဘယ်အစိုးရတက်တဲ့ခုမောင်ဆင်ကိုမနိုင်ပါဘူးသူကစာနဲ့ပေနဲ့ငွေချေးစားတဲ့သူမဟုတ်ဘူးကုံစုံဆိုင်ရှင်စဘာမပေါ်မချင်းကျမတို့လိုသည်မအိမ်အတွက်ပစ္စည်းရောလဲအတွက်ပစ္စည်းရောသူ့ဆရာအကျွေးယူတယ်စဘာပေါ်တော့စဘာနဲ့ပြန်ဆရတယ်အတိုးကငွေ140နှုန်းအမလီ မိမိနဲ့ကလေးကြီးပွေပြီး40နှုံးဆိုတဲ့အတိုးအတွက်ရင်လေးသွားတယ်။အခုနှစ်လျားရမယ့်စပိုင်းနဲ့ကိုပေါင်းစိတ်ကိုပေးရမှနဲ့အန်ခိုက်မပူပါဘူး။ဝမ်းစာကြရင်ကန်ကောင်းမယ်။ဒီကြားထဲသူ့အဖေအတော်မမလို့အခုဆေးရုံမှာကျမလည်းမကြံသားလို့တားကိုလာရောက်တာရှင်ယူမလားရင်မိမိလည်းဘာဖြစ်ရမှန်းမသိဘူး။သူ့ကလေးကြီးရတဲ့တပွေးတပိုက်ကြီးမိမိမျက်နှာကိုကြည့်ပြီးရေပြုံးနေတယ်။ဆယ်လာသားလောက်တော့ရှိပြီထင်ပါရဲ့။ငွေ90ဆိုတာတို့ရန်ကုန်မှာငွေပေါ်သူတွေအတွက် ထမိန်တထေဘူးရုပ်ရှင်နှခါကြည့်အောင်မရှိပါကလားမိမိကသူ့သားနှစ်ဖူးကိုမိမိပါနဲ့ခဏအပ်ထားမိတယ်ရှင်ငွေ90ရိုင်းဒီကလေးကိုမရောင်းတော့ဘူးပေါ့ဟုတ်ကဲ့မရောင်းဘူးတခြားအိမ်မှာသွားရောင်းရင်ရော तू ကမျက်ရည်တွေတွေ့တွေ့ကြလာပြန်နေမလွဲတာလွန်းလို့တာကျမရောင်းရတာပါ तू ဒါပဲပြန်ဖြည်တယ်မိမိလက်စကားဆက်ရမှာတမျိုးကြီးပဲမိမိကစူးစမ်းပြီးသူ့ကိုမေးမိတယ်အခုငွေ90ကျမကို ရှင့်ကိုပေးလိုက်မယ်ဒီကလေးကိုတခြားရောင်မရောင်ကျွန်မဘလို့သိရမလဲလို့မမေကမတင်ကားဟန်နဲ့သူ့ကိုမေးကြည့်ပြန်တယ်ရှင်တို့မလေးကြီးကိုကြည့်ခိုင်းတာပါကျွန်မမညာပါဘူးသူတရေသမီးကိုခဏခဏပြန်လာနေတာပဲသူ့အပေါ်မှာတန်တရားဖြစ်ရတာကိုလည်းမမေစိတ်မကောင်းပါဘူးမမေဟာသူ့သားလေးကိုသူ့လက်ထဲပြန်ထည့်ပြီးအိမ်ထဲဝင်လာခဲ့ရတယ်တိတ္တာကငွေ90ယူပြီးသူ့လက်ထဲထည့်လိုက်တယ်နောက်လေရှင့်ယောက်ျားနေမကောင်းတဲ့ကိစ္စကိုကျွန်မနဲ့လာပြီးတိုင်ပင်ပါကလေးရောင်းတာတွေဘာတွေတော့မလုပ်ပါနဲ့ သူဟာငွေ90ကန်ရင်လက်တီတဆက်ဆက်တုံပြီးတရှုံရှုံငိုပါလိယောမမိမာတော့လှူခဲ့တန်းခဲ့သမျှဒီအလှလောက်ပီတိတစ်ခါမှမဖြစ်ခဲ့ဘူးမိမငယ်ပြန်သွားပြီးတားရဲ့အပေါင်မိမိပြန်လာခဲ့မိတယ်တားမျက်နှာကိုမိမိစစ်စစ်ကြည့်မိတယ်မိမိတို့မှလည်းလေသူမနဲ့မထူးလာပါဘူးနှုတ်မုံအတုတွေနဲ့တားတို့ထားရခဲ့ပြီးအချိန်တန်တော့အလုတ်ခင်သွားတာပါပဲအဲ့ဒီလေသူမလို့အေးကြုံလာရင်တားဟိုများမိမိရောင်းမိမလား ဲ့ဒီမိကွန်ကိုကိုကိုမေးပြီးအဖြစ်အထွက်မလာဘူးမိမိသားခရင်ဘေးမှာချုံပွဲချငိုမိတယ်။ตาကြီးဖဖေကအခန်းထဲဝင်လာပြီးအယူမကြီးအတွေးမကြီးဘာဒီမတန်တဆတွေးပြီးငိုအပ်ပြန်လာလေလို့မိတယ်။မမေသူ့ကိုဘာမှပြန်မဖြစ်ပါဘူး။ခုနကလေးရောင်းတဲ့မိမအကြောင်းသာသူသာသိရင်သူလည်းမမေလို့ငိုမှာပဲ။ဘာဖြစ်လို့လဲဆိုတော့ဖဖေဟာလည်းတောင်းမမေလို့ပဲချစ်နေတော့မိဘရဲ့ချစ်ချင်းကိုကိုချင်းစာတတ်မှာပဲ။အော် ဒီမှာဘက်မှာသားတမျက်နှာကို49ယူဇနာရှိတဲ့လာမင်းကြီးနဲ့မနှဲနိုင်ပေမဲ့လို့ဟိုမှာဘက်မှာတော့သူ့သားငယ်ကိုဝင်90နဲ့ရောင်းနေပါပကောအဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝတ္ထုလေးတွေကိုအများရန်ဖတ်ပြချင်လို့ကျမတို့ရဲ့ Summer Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်တစ်သက်မြင့်ရဲ့တငယ်ချင်းမိတ်ဆွေတို့မျှဝေပေးဖို့မြစ်တိုင်ရက်ခတ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်